ရောင်းပိုင်ကတော့ကလစားချေးလိုက်ပြီလေဖြစ်ပါရီခု Telegram ပေါ်မှာ Bobby Saxon နဲ့ DJ Max တို့ရဲ့ HD ဆိုပြီးတော့အထူးတလေကိုပြန်နှံလာနေတာကိုတွေ့ရပါရီ VIP group တွေမှာအတော်လေးကိုဈေးကောင်းရနေတယ်လို့ကြားရပြเนาะတော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါရီအလုံးလေးကြည့်ကြပါရီ Long Bay နဲ့ Norfolk Ether ဟာ Bobby Saxon ရဲ့လှုပ်ချမှုကြောင့် online ပေါ်မှာ သူညကစင်ပေးနေတဲ့ဗီဒီယိုဖိုင်ကိုမော်ဘီဆော့ဆာကသူတချင်းထွက်တဲ့ရဲမှာပဲတင်လိုက်တာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးဟိုးလီတကြကြဖြစ်ကမော်ဘီဆော့ဆာရဲ့နာမည်သားပိုင်ခွင့်မရှိဆိုရဲတချင်းဟာဆိုရင်တော့ဖြစ်မြန်မာနိုင်ငံရဲ့ဒိသတသန်းတလျှောက်မှာ24နှစ်အတွင်းမြူးများဆုံး MTV ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အလောက်တက်ဒီကိုစမ်းချိန်တင်သွားတာပါပုံမှန်အဖြစ်တော့သူရဲ့တချင်းကိုသိစိတ်မွေးစားကြပါဘူးအခုလိုမျိုးတော့ HD တွေ ကျောင်းပိုင်နဲ့နော်ဖို့အထိုက်ရဲ့ wish တွေပြန့်နှံ့လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝစိတ်ဝင်စားမှုအတော်လေးကိုမြင့်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ Trumpia လေးအခုလိုမျိုးအဲ့ဒီဗီဒီယိုကနော်ဖို့အထားနဲ့သူကလွဲလို့တရားမှမသိဘူး။သူနဲ့အကောက်တူတူ Facebook အကောက်ကိုသုံးဖူတာဆိုလို့ထက်ထက်ပဲရှိတယ်။ဒါကြောင့်ထက်ထဲလို့ကောက်ချက်ချလိုက်တာပဲဖြစ်ပါတယ်။နော်။သူနဲ့ထက်ထဲဟာချစ်နေစင်း အတော်အတွင်းမှာထက်ထက်ကိုရင်က DJ Max နဲ့ဖောက်ပြန်ခဲ့တယ်လို့သူကိုရင်ကလည်းနော်ဖောက်အထာနဲ့ဖောက်ပြန်ခဲ့ချောင်းဝန်ခံသွားတယ်။အခုလိုမျိုးနှစ်ယောက်သဘောတူလမ်းခွဲပြီးခါမှာအခုလိုမျိုးအောက်ဖဲလှန်ပြီးတော့နော်မချီနဲ့စွာပဲမနာလို့စွာပဲအခုလိုမျိုးလှုပ်ချလိုက်တာကအင်တာမရုံးရှာဖို့ကောင်းတဲ့လှုပ်ရဖြစ်ကြောင်းအခုလိုမျိုးတက်သေးရင်းနဲ့တကွာမိရင်တော့တရားဥပဒေအရဘော်ဘီဆက်ဆာကိုအေးအေးယူသွားမှဖြစ်ကြောင်းလွှမ်းပိုင်ကတဲကိုပဲပြောလိုက်တာပဲဖြစ်ပါတယ်။အခုတော့ Telegram ပေါ်မှာ ။ Obi Saksa နဲ့ DJ Max တို့ရဲ့ HD video file ကအင်မတန်မှပြန်လာတာဖြစ်တဲ့အတွက်တနင်္လာကလုံးကပြည်သက်တွေကတော့ဒါဟာလွမ်းပိုင်ရဲ့လုံးရဲ့ဖြစ်ကြောင်းလွမ်းပိုင်ကလေးစားချိန်ပြီးဆိုပြီးတော့ပြောဆိုနေကြလေးဖြစ်ပါရဲ့ဗျာ။